ဒီစေမချာမီဘဝအာမခဥဒကံဆိုရတဲ့ကောင်းစဉ်တွေနဲ့အနုဘောဒနာတရားဟောကြားပြုမှာဖြစ်ပါတယ်။အဲ့ဒီတရားမဟုတ်ပြီးသူရှင်ပြားဝိယံကိကွာကိုစိတ်နဲ့ကြံချမ်းသာအောင်ဘယတရားတန်ခါရဏသုံးဘက်ကိုအိုင်ပြီးဆိုပြီးတိစ္ဆာတိုင်းပြီးပိတ္တဘောပါမယ်။ Yang kesi wajda ida wa furawa Tegitu ayar dan hampanita Ano tema adi tathakadena Ida bebon di ratan hampanita Ide nadi sena dhoti hotu Yang kesi wajda ida wa furawa Tegitu ayar dan hampanita Nano tema adi tathakadena Ida ဣဒံဝိဓမ္မေရတနာပတိတံဣဒိနာတိစေတသုံတိဝတုယံကေစီဝိတာဣဒဝါဟုရဝံတကေသူဝါယံရတနာပတိတံနာရောကမာတိတထာပတိနာဣဒံဝိသံဃေရတနာပတိတံဣဒိနာတိစေတသုံတိဝတု ေလူလောက၌ဖြစ်စေငရကလူကိုပါယကလောက၌ဖြစ်စေနတ်ဓမ္မလောက၌ဖြစ်စေရှိရှိသမျှသောယတနာတို့တွင်ဖရာတိဟူသောယတနာတရားတိဟူသောယတနာသံဃာတိဟူသောယတနာတို့သည်သာလျှင်အမြတ်ဆုံးယတနာဖြစ်ပါ၏ဤမှာကောင်းသောသစ္စာသကားကြောင့် လူရှင်များအားလုံးအန္တရကိဘိရှေဘီကောတချမ်းသာဖြာလျာလို့အတိအတိရရှိသောဆောင်ခံစားနိုင်ကြစေကုန်တည်းကံဘောနာတရားစကားနဲ့ကြားကြရအောင်ဝါအာမခံဥဒုကံဘုရင်တို့လူဘောကရောက်တယ်ဆိုတာ 但是呀，小嘛，楼开的，不租个，那不租个，就那没修。俺这话你不怎么样，俺这楼梯呗，不租个，那楼房开不呢？俺不租个，那楼开呢？不楼开，不租个，那个不包了，高压水都不上面嘛，知道不？楼开开了嘛，俺不租个，咋了呢？那高压水也差了。 ကုသိုလ်ဟန်တာဖြစ်တယ်ဒါကြောင့်ကုသိုလ်ကံကုသိုလ်ကံနဲ့အကုသိုလ်ကံကဘဝရဲ့အမခံတဲ့တရားဖြစ်ပါဘဝကအမခံပြီးတဲ့တရားအဲဒီအမခံရှိတာရဲ့ကုအမခံထားတဲ့အရာလို့ဆိုဘယ်လိုပို့ဆောင်ပေးရမလဲဆိုတာကံလာတာဝင်တာအဲ့တော့ဒီနေ့ရှင်ကရောက်ရှိလာတဲ့ဘုရားနာတိသုကတိဘုရားအသိတဲ့လျှောက်ပါတော့ ကြံမှုရှိတော့လူဘုံဥဌာဏဖြစ်ပါလေဒီလိုတည်းလျောက်ကကြံမှုရှိတဲ့လူဘုံဥဌာဏကိုရောက်လာရှိခဲ့တဲ့ဟာကုသိုလ်ဆိုတဲ့အာမခန္ဓာရဲ့တရားကဥဆုံးပြီးခဲ့တာဖြစ်ပါလေဒါကြောင့်မို့သောအာမခကုသိုလ်ကံဥလို့ထားတဲ့ကုသိုလ်ကံကဒီလူဘုံဥဌာဏကိုရောက်အောင်ဥဆုံးပြီးထားတဲ့အာမခတရားဖြစ်ပါလေဒီနေ့လူရှင်များ ဲ့ဒီကုသိုလ်တရားကြောင့်လူကိုလူလောကကိုရောက်တော့ပြီးတဲ့နောက်ကမှအဲ့ဒီကုသိုလ်တရားအာရှိသွားလို့အာရှိကိုတောက်တင်းနေလို့ခိုင်းမှဆိုတဲ့ဟောထပ်မှပြီးဒီကုသိုလ်တရားကိုဆက်လက်ပြုလို့အားထုတ်နေကြခြင်းဖြစ်ပါလေ။ဒါကုသိုလ်အဲကုကုသိုလ်ကံတွေဘဝအမှတ်တရားရှိတတ်ရင်အဲ့ဒီတရားကသူအင်အားရှိတဲ့အချိန်ကိုအမြဲတမ်း ဒီလိုလဲကျိုးပြခြင်းမပြီးဘူးသူကအင်အားရှိမှလို့အင်အားရှိတယ်ဆိုရင်ဟောအဲ့ဒီကုသိုလ်ဆိုတဲ့အာဘခံတရားသူတိဘုဘဝရအောင်ပို့ဆောင်ပေးတဲ့ဓာတ်သိကြအဲ့ဒီကုသိုလ်ရှိရဲ့အင်အားအားနဲ့နေတဲ့ဆိုရင်အဲ့ဒီဘုထာကကိုချက်ချင်းရအောင်ပို့ဆောင်ပေးမယ်ဒီမှာပို့ဆောင်ပေးနိုင်လို့လည်းချားတဲ့မှာသူတဲ့အာသာနဲ့အာဟုဒုက္ခတခုခုကဝင်ပြီးတော့တိုက်ခိုက် သွားမယ်ဆိုရင်ယခုလုပ်တဲ့ပုဂ္ဂိုလ်ကတရားကချက်ချင်းအတုပ္ပိဗုဒ္ဓနာကိုဒုက္ကမခန္ဓာနဲ့တုပ္ပိဗုဒ္ဓနာကိုချက်ချင်းပို့ဆောင်ပေးနိုင်ခြင်းမှာပို့ဆောင်ပေးနိုင်မယ်။အဲအကြောင်းညွှန်ကတော့တင်အားတော့တင်လာပြီဆိုရင်ဒီကုသိုလ်ကတရားကတုပ္ပိဗုဒ္ဓနာကဘယ်လိုဘယ်ဗုဒ္ဓနာကိုမှမပို့စိတ်ချရတာ။ဘုရားတို့ကတည်းကသွားရတဲ့ဗုဒ္ဓဘာသာတစ်ခုလို့ရှိတယ်။သူပတိဗုဒ္ဓဘာသာနဲ့တုတ်တိဗုဒ္ဓဘာသာနဲ့တစ်ခုလို့ရှိတယ်။အဲ ခုဥပတိဗုဒ္ဓနာဆိုတာကခုနပြောခဲ့တဲ့ဥတုကံကပူဆောင်ပေးရတဲ့ဗုဒ္ဓနာဖြစ်ပါလေဒုပတိဗုဒ္ဓနာကတော့အခုသူကောင်ကပူဆောင်ပေးတဲ့ဗုဒ္ဓနာပေါ့ယနေ့ခွေးတို့တွေစုဆောင်ရတဲ့ဥတုတရားတွေကဥတုဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုမှဒုပတိဗုဒ္ဓနာကိုပူဆောင်ပူဆောင်ပေးမှုကသူကဥတုမှရဲ့ဒုပတိဗုဒ္ဓနာကိုပူဆောင်ပေးတယ်ဒါကြောင့်ဘဝရအမကတာဥတုကတရားဖြစ်ပါလေအဲ့လိုဥတုတရားကို ဘောများအားထုတ်တဲ့ခါမှာခုဒီချက်ကြီးမှန်းချက်ထားပြရမယ်ခုဒီချက်ကြီးမှန်းချက်ရှိမှအဲဒီကုသိုလ်တကံတရားကမိမိတို့လိုလားထောင်းထားတဲ့ကရောက်မှမပို့ဆောင်ပြီးနေပါတယ်အခုတို့ရအစောတက်ကဝဒါနာကုသိုလ်ဆိုရင်အာယုဏဒုက္ခဗလဒီကျုံကားကဒီချက်ကိုပြီးတယ်ဒါနာဆိုတဲ့ကုသိုလ်ကိုလုပ်ရင်အဲဒီဒါနာကုသိုလ်က အာယုဝနအာယုသက်ရှိမဲ့ဝနဆင်းလာမဲ့ဒုက္ခဟောကိုစိတ်ချမ်းသာမဲ့ဘလဉာဏ်ပေါ်အားလည်းရတော့လက်ပေါ်အားဉာဏ်ပေါ်အားကာယခေါ်အားလည်းကြီးကြီးမဲ့အာယုနာဒုက္ခဝနပဋိပါဒပဋိပါဒဆိုဉာဏ်ပညာနဲ့ထက်တဲ့ဒီကျိုးငါးပါးကိုအဲ့ဒီယနေ့ဆောစကပုဒ်ရဲ့ကုသိုလ်ကတရားကအဘခံပြီးတဲ့အခါခုနပြောသလိုအကြောင်းရင်းယူလာတဲ့အချိန်မှာအကျိုးပေးဖို့အားကောင်းလာတဲ့အချိန်မှာဟော သူအဲ့နားတော့မဖြစ်မတည်သူကပြီးပါတော့အမခန္ဓာလည်းအဲ့ကျုံကငါပြီးမယ်ဘယ်လိုငါကိုထိတ်ထိတ်တာတိတ်တာအမခန္ဓာယူတာဒီအမခန္ဓာယူတာလည်းအဲ့နားတော့အဲ့ဒီနားပါလို့ယူတာအကြောင်းသိတယ်အောင်လည်းရှင်မသိတော်တဲ့ချိန်မှာသူကအကြောင်းတရားကိုအများကြီးရှိတယ်ဘုရားလုပ်ခဲ့တာကောင်းတာလုပ်ခဲ့တယ်မကောင်းတာလုပ်ခဲ့တယ်အများကြီးအဲ့ဒီခုတည်းကအပြည့်အစုံကောင်းတာလည်းမကောင်းတာအပြည့်အစုံတကယ်လို့ ကောင်းတဲ့အရာကများတယ်ဆိုရင်ဟောများတဲ့ဘက်ကသူအမခံပေးထားတဲ့ဘက်ကကောင်းကျိုးကိုသူပေးမှာအဲမကောင်းတဲ့အရာကများတယ်ဆိုရင်မကောင်းတဲ့အရာကလည်းဘဝအမခံပဲသူတို့မကောင်းတဲ့အကျိုးကိုသူပေးမှာဒါလည်းဒီနေ့ကြည့်ရှင်များမိမိတို့ပြီးတော့အထောက်တဲ့ဟောအမခံထားတဲ့အရာဒီကုသိုလ်တရားဖြစ်ပါတယ်သူပတိဘုရားနာကိုရောက်အောင်ဧကမှုကြောင့်ဥဆောင်ပြီးနေတယ်အင်အားရှိမျိုးကိုရည်ကြည်ရဲ့အင်အားရှိမှုဆိုတာလည်းဒီကုသိုလ်တရားကို မကြမကြပြုထားပြတာပြုလို့တရားကိုမကြမကြသတိပြရပေးရမယ်စဉ်းစားပြရမယ်စဉ်းကျင်ပြရမယ်ဒါအလုတ်တတိသာသာလုတ်တတိလို့ခေါ်တယ်အလုတ်တတိဆိုတာဖတ်တယ်လဲဖတ်တယ်လဲသတိရပေးတာကိုလုတ်တတိလို့ခေါ်တယ်အဲ့ဒီအလုတ်တတိနဲ့ထပ်တယ်လဲထပ်တယ်လဲသတိရပေးမယ်ဆိုရင်ခုနကဥစ္စာနဲ့ကုသိုလ်အင်းအားတရားအင်းအားကောင်းတယ်သူဟာအင်းအားကြီးထွားတယ်အဲ့လိုအင်းအားကြီးထွားတာလည်းကုသိုလ်တရားရှိတာလည်းဆိုရင် 我要带开南奶奶，那写了奶奶阿古读的阿古读，然后我读东山鼻的东山妈妈的吧，阿公读，那些了的阿公阿古读的阿古读，东山奶奶鼻子，都吧？我都都就读阿朱鼻子嘴巴的，哎，我读读读读读阿爷爷，爷爷的书也蛮的，我读读了就讲我讲，反正我读他的。 တို့လူလောကလူချမ်းသာလို့လူချင်းသလားဤကလောကနတ်ချမ်းသာလို့လူချင်းသလားဒါမှမဟုတ်လူလောကမှာနေထိုင်ပြီးတော့ပြန်ပညာနဲ့ထက်ထက်မြင့်မြင့်နဲ့နေထိုင်ချမ်းသာလို့လူချင်းသလားဒါကိုရည်မှန်းချက်ကိုခုတော့ထားပြရမှာဖြစ်ပါတယ်အဲဒီမှာထားပြီးခုကိုပြီးတော့ရေကိုရည်မှန်းတဲ့အတိုင်းအဲ့ဒီကိုတရားကပူဆောင်ပေးမှာဖြစ်ပါတယ်ဘုရားတို့ဘုရားလက်ထက်ကသူသူတော်ကထား သူရမထဆိုတဲ့မြေဥတ္တံတယောက်ရှိတယ်တာဝတိပိတတိသာလို့သူကဘုဒ္ဓမုဒ္ဒရာဘုရားလက်ထက်တုန်းကဘုဒ္ဓမုဒ္ဒရာကဆောင်ပြန်ကအဝိစ္စပတ္တံခေါ်တယ်တာဝရကိုတုံ့ပြန်လို့ကြီးညိုတဲ့အမျိုးကောင်းသားတယောက်ကိုပေးတာလည်းမှချီးကျူးလိုက်တယ်ဒီပုဂ္ဂိုလ်ကတာဝရကိုကြီးညိုတဲ့နေရာမှာတခဲကို ်ဒါတော့တုထားမတုလို့ကြီးညိုတဲ့နေရာမှာသူအသာဆုံးအထက်တဲ့ဆိုဖြစ်ပါလေဆိုတော့အဲ့ဒီဘွဲ့ပါဠိလိုပြောတယ်အင်တတက်ဘွဲ့အဲ့ဘွဲ့ပြီးအဲ့လိုမြင်တွေ့ရတဲ့အခါမှာသူလည်းတရားနာပိဋကလည်းမှသူရောက်ဈာမှသူရှိရောက်ပြီးတော့အဲ့ဒါကိုမြင်တွေ့မြင်တွေ့ရတော့ပိဋကလည်းမပိဋကအများကြီးပိဋကလည်းပါရံပိဋကပိဋကအဆုံးတော့ အဲ့ဘေးရအစုံမှာအဲ့လိုချီးကျူးတယ်တွေ့ရလူရှင်တရားကိုချီးကျူးတော့တွေ့ရတော့သူကအားကျသူကအဲ့လိုအဲ့လိုလူဖြစ်ခြင်းတယ်တော့အဲ့လိုဖြစ်ခြင်းဘဝဆိုတာဆံကတော့ဖြစ်ခြင်းရဲ့လို့မရဘူးကသူကသူစုံစမ်းရတယ်ဒီလိုဖြစ်ခြင်းဒီလိုဖြစ်အောင်အတူလိုဖြစ်အောင်လာမလို့သိနေတယ်ဘုရားကိုလျှောက်တော့တခြားသူသူတဲ့တတ်တင်နိုင်တယ်လို့ပြောတယ်လေးမျိုး အဲ့မင်းများတဲ့မှာဒီလိုရာသူမျိုးဒီလိုခုံသူမျိုးပေါ့ဒီလိုဘွဲ့ကိုလူမျိုးရဖို့ပြန်လာပါရမီဆိုတာရှိရတယ်ပါရမီဆိုတာဗာမယ်ဒါနတိလဘာဝနာပါစစရကုသူတရားပေါ့အဲ့ဒီကုသူတရားကိုရှိမှဒီလိုခုံသူဘွဲ့လူရနိုင်တယ်ဒါကိုသိပြီးတော့အဲ့ဒီအချိန်ကစပြီးသူကပြုစင်ပြုတတ်တဲ့ပုံညဆိုတဲ့ကုသူကောင်းမှုတွေကို ဘဝတိုင်းဘဝတိုင်းသူပြုလို့ခုနရေမှန်းချက်အဝိစ္စပတ္တာဆိုတဲ့ယရဏသမဟုကိုယ်ကိုကြည်ညိုတဲ့အထဲမှာအကောင်းဆုံးအတော်ဆုံးကိုဖြစ်ရှင်ပါလေလို့ဒီသံဃာကိုပေါ်ပြုပြီးဟောပြုသိပြုထိုက်တယ်လို့သူတရားလို့ဘုရားရှင်သာနာနဲ့တွေ့တယ်တွေ့တယ်တွေ့တယ်ဘဝတိုင်းဘဝတိုင်းမှာအဲ့လိုပြုလုပ်ခဲ့တယ်အခုဘုန်းကြီးတို့ဂေါတမဘုရားလက်ထက်ရောက်လာတဲ့အခါမှာ သုရမထဆိုတဲ့အမျိုးကောင်းကဖြစ်အမျိုးကောင်းကဖြစ်လာတာဝတိပြုနေတဲ့တိသာတတိသာပါရမီရှိခဲ့တဲ့သူဘုရားဟောများစွာကုသိုလ်တရားဆုဆောင်ထားတဲ့အတွက်ကြောင့်ဟောတတိသာဘုရားသူဖြစ်တယ်ဒါပေမဲ့လို့ဘဝဆိုတာကအနဲ့အမြင့်မြေတန်းရှိဒီဘဝကအစင်ပြီးပြီလို့ဒီဘဝကလမ်းကြမ်းမှန်ကိုရှောက်နေမဲ့လို့

ဝိသဒိဋ္ဌိဘယ်ဟုတ်လာတဲ့အချိန်မှာကိုယ်ကိုယ်ချင်းဝိသဒိဋ္ဌိအယူဝါဒမှားယွင်းနေတဲ့ပုဂ္ဂိုလ်ကိုကိုယ်ကိုယ်ရှိကတခါအဲဝိသဒိဋ္ဌိရဲ့တခါဖြစ်တယ်ဝိသဒိဋ္ဌိဆိုတာမှားတယ်အယူဝါဒမှားတဲ့ပုဂ္ဂိုလ်လေသူတို့ကဘာတကယ်တကယ်အနစ်သာရကိုဘာမှမရှိဘူးအနစ်သာရမရှိဘူးလေသူတို့ကသူဖျားလို့ကြီးညာထားတဲ့ပုဂ္ဂိုလ်ပေါ့ အတကျုပ်ဖရားလည်းတော့ပြန်ဖို့တော့လုပ်သေးတယ်တကယ်တကယ်ပြန်လို့လည်းပြန်နိုင်မလားဖရားကတကယ်ကိုပါရမီဒိဋ္ဌိချင်းနဲ့ကဘာတသိပါရမီဖြစ်စည်းခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်စည်းပြီးမှဖရားဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်ဖရားလည်းပြန်လို့လို့ရှုံးတယ်အဲဒါပေမဲ့လို့သူကမလျှော့ဘူးဟာမလျှော့တာကသူကတကိုးလေးရှိတဲ့တကောတကိုးလေးအတော်လုံးပြတယ်သူတချို့တော့မပြဘူးခေါရမဖရားကတကိုးလေးအတော်လုံးပြတာသူ့ကိုနိုင်တယ်အနိုင်တယ် ဒါပိဋကကြောင့်မနေဘူးသူတကယ်မပြနိုင်ဘူးသူမလို့ရင်ဘူးဒီကောင်ဒီတကောဒီမပြနိုင်ဘူးပြရရလဲရှော့တော့ရှော့လေရမရှော့ဘူးလေရမနေဘူးလေရမနေဘူးအဲနောက်ဆုံးအဲ့လိုဘုရားရှိတယ်ဘုရားလက်ထက်အဲသူရမထတ်တာအဲ့လိုဘုရားကိုဥပွေတော့ထမပါနောက်ဘုရားရှင်ကိုလာတော့ဘုရားရှင်အကြောင်းကြားတဲ့အခါသူကအခြေခံပါရမီကရှိနေတယ်ဆိုကြတော့ ခေါ်တာဘုရားဆိုတာသူတို့ခေတ်ကဘာတန်ဘုရားအမျိုးအွယ်ဘယ်ရဲ့အမျိုးအွယ်လဲပုံနာအမျိုးအွယ်အဲ့ဒီအမျိုးအွယ်ကိုရေးထားအဲ့ဘုရားကပွင့်ကြည့်တယ်ပြီလူတရားရဲ့ကံဘုရားအမျိုးအွယ်နဲ့တိုက်တာပေါ့အမျိုးအွယ်နဲ့ကဲဖြတ်ဟောဒီအမျိုးအွယ်ကဟိုဗျာမဏအမျိုးအွယ်ဆိုပြီးရတယ်ခတ္တိယဆိုတာဘယ်ရဲ့အမျိုးအွယ်ဆိုပြီးရတယ်အဲ့လို သူကကဲဖြတ်တယ်။ဒါကြောင့်မို့သူကတော့ဗေမနမျိုးပဲပေါ့။ဗေမနမျိုးတွေအမျက်ဆုံးသူကသူ့ကိုသူ့ကိုခံယူရတယ်။နောက်ဘုရားအလောင်းဘုရားထုတ်လာတဲ့အချိန်ကတော့ဘုရားအခတိယမျိုးတွေပေါ့။အခတိယမျိုးတွေလည်းပဲအမိမြတဲ့မျိုးတွေပဲ။ဗေမနကမမိမြပေမဲ့သူတို့သူတို့လည်းမမိမြပေမဲ့လို့သူတို့မိမြတဲ့မျိုးတွေထေရှားတဲ့ကြောကြားတယ်။အထေရှားကြောကြားတယ် ဂေါတမအမျိုးနည်းဖြစ်တယ်။ခတ္တယအမျိုးနည်းဖြစ်တယ်။ဂေါတမဘုရားတွေ့စင်တယ်သူကပါရမီကနှုတ်ဆိုပါရမီကနှုတ်ဆိုတဲ့အတွက်ကြောင့်ဘုရားလည်းတွေ့ဖို့သူကလိုက်သွားတယ်။တတိမြို့တယ်သူကကြွလာတယ်သက်စွာဘုရားဘုရားကိုညဘုရားကိုညတော့စုစားကြတဲ့ပါရမီရှင်ကိုဘုရားကိုဆုံးကပ်ခြင်းတယ်။ အဲဘုရားကိုနာမတွေ့ရမြတ်စွာဘုရားကိုအိတ်ကိုပြင်လာတယ်ဆုံးကပ်ဆုံးကပ်ပြီးတော့ဘုရားကပါရမီရှင်တော်ဒီစုတောင်းခဲ့တဲ့ဘုရားမောင်များစွာရှိလာတဲ့အတွက်ကြောင့်ဒါဒီဘုရားမှာကျွတ်တော်ဝင်မဲ့ဆိုတော့ဘုရားကသိသိရတဲ့ကြောင့်သူ့ကိုချိန်တော်တဲ့အချိန်နဲ့သူ့ပြည့်တဲ့နေရာသူ့ပြည့်တဲ့အိတ်ကိုတွားရချိန်တော်ပါလေအဲတွားရဆုံးဖုံးပေးပြီးတဲ့ဆိုတော့ဘုရား 从头里的培养的肌肉都晒的了，肌肉都光掉光掉屁股了，而且为了培养它培养好点，这个锻炼啊，这个到西来去嘛，培养个培养好点的，叫培养也瘦马的。把了，每天喊到明天，明天再讲，硬嘛，硬件上的叫培养点瘦马的，多多少分地方，多少个品种。 တောတပံဆိုတာကဒိဋ္ဌိဒိဋ္ဌိကုသိကိစ္စဒိဋ္ဌိဆိုတာအယူမအယူမမရှိတော့ဘူးကုသိကိစ္စဆိုတာတန်တရားမရှိဘူးဖျားဟုတ်လားမဟုတ်လားဒီလိုသာတရားမရှိဘူးကင်းသွားတယ်အဲ့ဒီတရားတွေပါအဲ့ဒီငါလုပ်ရတဲ့ကုသကမှာအတွက်အကျိုးရမှာဘယ်ရမလားငါရှုပ်ရှုပ်ရမှာအဲ့ဒီသံတရားတူရှိဘုရားကကိုယ်ပဲတကယ်ကိုအကျိုးရတယ်အခိုင်အမာယုံကြည်ရစိတ်ထားလို့ဒါအဲ့ဒီတောတာပေါ်မှာရှိသွားပြီ ပြီးတော့အဲဒီသောတာပန်ရဲ့ဘဝကအကုသိုလ်လည်းအကုသိုလ်လို့ရှိပြီးဒါအပေကိုရောက်ပြင်းထန်တဲ့အကုသိုလ်တရားမရှိတော့ဘူးအခုဥပ္ပတိလကြီးသားပဲဟောအကုသိုလ်ကဥပ္ပတိလဆိုတာကဒီလိုအကုသိုလ်ကိုတစိမ့်တစ်ပတ်ထိမ့်သိမ့်တဲ့ဘဝဘုရားတို့အတွင်းထဲမှာလောဘတွေဒေါသတွေမောဟတွေရှိနေတယ် အဲ့ဒီလောဘဒေါသမောဟကြောင့်ဘုန်းကြီးတွေဒီနေ့လှုပ်ဆောင်ချက်တွေကအမှားအယဉ်ဖြစ်သွားတာဖြစ်ပါတယ်။အဲ့ဒီဥပုသီလာဆောက်ထိုင်ခြင်းတွေလည်းပြောတယ်။ဟိုဥမာဆိုတာကာဏတိပါဘူး။သူ့အသက်ကိုမသာလို့ဘူး။ဟိုကဒီလိုထိုင်ရင်ငါသီလာယူထားတဲ့ဒီသီလာကိုလုံးထိုင်မဲ့ဆိုတာသိကရှိတယ်။အဲ့သူ့အသက်ကိုတတ်ဖို့ကြိုးလာရင်လည်းဟိုမသာဘဲရှာနိုင်တယ်။ဟုတ်။အဲ့ဒါကြောင့်သတ်ဖြတ်ခြင်းဆိုတဲ့ကာယကံကိုစိတ်နဲ့ထိုင်တဲ့အတွက်တော့ လူစရိုက်ကတူရောက်သွားဆိုတာကစကြင်တဲ့စိတ်ပေါ်လာပြီမဲ့လို့အဲ့ဒီအဲ့ဒီစိတ်ကိုအဲစိတ်နောက်လိုက်ပြီးကာယကံကကျွတ်ကျွတ်တော့ကျွတ်ကျွတ်စက်ပြီးအောင်အဲ့ဥပုသ်ဒီလာထိန်းသွားဒါကြောင့်ဥပုသ်ဒီလာကျွန်တော်ပြည်လိတာကိုရှော့ချပဲဒီလာပေါ့အကုန်လုံးကိုပါဏာတိပါဒအာလေယနာဒီတိုင်းပဲနောက်ဆုံးကာမိကုမေသာသနာတဲ့ဒီတိုင်းပဲဟိုဘောဘောပြန်ပြန်ကာမဂုကိစ္စ လူကျူးခြင်းပင်မဲ့လို့တိလာယူစာဥပုသေရယူစာတဲ့ဒါလူကျူးလို့မဖြစ်ဘူးထိုင်လိုက်တဲ့အတွက်ကြောင့်အဲဒီသိက္ခာကိုလုံသွားတယ်။အော်ကျူးကျူးလုံလောကမှာသူနဲ့ပတ်သက်ပြီးလူကျူးမှုကိုထိချုပ်သွားနိုင်တယ်။အော်နောက်ဆုံးဟောအလှပြင်လာတာစပဲ။ညစာစားတာကစားဝလှပြင်လာ။နေစာဒီကပါဠိတောင်အပြောပါဘောကလည်းကိုယ်မျိုးပြီးဒီလိုတည်ဆုံးတာတိဖို့ရတော့ကအလှပြင်လာ။ အဲ့ဒါလည်းအဲ့ဒီလည်းအစထိသွားထိသွားနေတယ်အလှပြင်းတာလှုပ်ပုံတာအလှုပ်လို့လှပ်တော့လှတယ်အလှုပ်တော့ပုံသွားအဲ့ဒီလှပြင်းတဲ့အတွက်ကြောင့်အကုန်ကြတယ်လည်းအတိုက်တန်ဘူးဒီရှိတယ်အဲ့ဒါလည်းပဲတေချုပ်ပြီးတာပြီးရှော့ချပြီးတာဖြစ်သွားတယ်အလှုပ်တော့ပြီးတော့ဟိုအပြော်သားလိုက်စားကြည့်ရှုကခေါ်တာလို့တခြင်းဆိုတာလို့ဟိုကပ်ပဲသွားတာလို့ဟိုရှိုးပဲသွားတာအဲ့ဒါလည်းရှော့ချနိုင်တယ် ဒီဥပုဒ္ဒီလာစောက်ထိုင်နေတယ်ဖြစ်တယ်။ဒါကြောင့်မို့ဖယားဥပုဒ္ဒီလာဆိုတာကမိမိရဲ့ဣလိတာအတွင်းထဲမှာဥဒ္ဒါကိုလျှော့ချတဲ့ဒီလာ။ဟောခုဒီနေ့ဥပုဒ္ဒီဥပုဒ္ဒီလာဖြစ်တဲ့အတွက်ကြောင့်သူရှင်ပြဥပုဒ္ဒီလာကိုစောက်ထိုင်နေတဲ့အတွက်ကြောင့်ပြောလို့ရရင်စိတ်ထဲမှာကုသိုလ်လုပ်တဲ့အခါမှာစိတ်ကဒီလာကလုံခြုံနေတဲ့အတွက်ကြောင့်သတ်ရှင်းနဲ့ကြည်လင်နေတယ်။အဲ့လိုသတ်ရှင်းကြည်လင်တဲ့အခိုက်အတန့်မှာဘုရားသူရတ္တကံ ဖယားကိုသုကလည်းစိတ်ကတန့်ရှင်းကြည်လင်နေတဲ့အခါဖယားကတရားဟောနေတဲ့အတွက်ကြောင့်လူချက်ချင်းတရားရပါတယ်အဖယားကသူကသူကပါရမီလည်းရင့်ကျက်လာတယ်တရားဟောတဲ့ပုဂ္ဂိုလ်ကလည်းဖယားဖြစ်ဘုရားကိုလူရှင်များစိတ်ကတန့်ရှင်းကြည်လင်နေတဲ့အခါအတန်ဖြစ်နေတယ်ဒီဘယ်လိုဘုန်းကြီးကဖယားမဟုတ်တဲ့အတွက်ကြောင့်တရားဘောတရားအစုံကဘာမှရောရမှာမဟုတ်ဘူးကုသိုလ်ရရောလွယ်လို့အတိညာပြုပွားရောလွယ်လို့ တရားအချက်ရှိမရနိုင်ဘူးတရားဟောတဲ့ပုဂ္ဂိုလ်ကအရင်ချင်းမပြေဝဘူးတရားနာတဲ့ပုဂ္ဂိုလ်ကလည်းဟောပါရမီတရားနိုင်တော့တဲ့တရားရပြီလို့တဲ့အရင်ချင်းကရှင်းချင်မှလည်းရှိဖို့ပါဘူးအဲ့ဒါကြောင့်မို့ချက်ချင်းတော့တရားမရဘူးအဲမရဘူးဖြစ်လို့ပါရမီဆိုတာအခြေခံအင်အားဖြစ်ပေါ်လာအခြေခံပါရမီအင်အားတွေဖြစ်ပေါ်လာအဲ့ဒီအခြေခံပညာအခြေခံပါရမီအင်အားတွေတစ်ဆယ်တော့ ဘုရားတော့ဘုရားဒီမှာဘုရားသာရနဲ့တွေ့တဲ့ပုံမှာခုလိုသူ့ရဲ့ဘက်ကလည်းလူလူစုစုနဲ့နေပြန်ချောင်းတရားဥတ္တရာမြတ်ကိုကြောက်တော့မှဖြစ်ပါလေအဓိကဥတိချက်ပေါ်ခုနကသူ့ရဲ့ဘက်ကအာဝိသပတကဆိုရဲမတမလို့ဘုရားကိုကြည်ညိုတဲ့နေရာမှာအတော်ဆုံးကိုဖြစ်ခြင်းနဲ့ဆံကားတဲ့ အဲ့ဒီဆန္ဒကိုအရင်ကြည့်ပြီးပြုစင်စုတဲ့ကိုတရားကိုပြုတယ်ပြုံပြောင်းမှလည်းရည်ရွယ်ချက်မပြတ်တော့ဘူးပါအဲ့ဒီရည်မှန်းချက်အတိုင်းပဲသူကဒါဖြစ်သွားတယ်ကြောက်အဲ့တော့ဒါကတည်သွားတော့မာနကသိတယ်မာနဆိုတာသူနတ်ပြည်ချောက်တာကအစိုးရတခုတခုကြီးတယ်သူကတရားမင်းလက်ကတခုကြီးတယ်မကောင်းတာကမကောင်းတာသူကတခုကြီးတယ်အတိတ်ဘဝတော့က တရားမင်းတဲ့သာလို့တဲ့ကုသိုလ်တွေကိုသူစီးကူးခဲ့လို့ဒီမှာပေါ့သူကပုံကြည့်တယ်အဲတရားမင်းကအာမန္တကကြည့်နေတယ်သူလည်းမတတ်တာမိစ္ဆာတိတိမိစ္ဆာတိတိကိုကိုယ်ကစိတ်ကနေတဲ့ပုဂ္ဂိုလ်ကလည်းဖယားကိုကိုယ်ကစိတ်ကနေတဲ့ပုဂ္ဂိုလ်ရောက်သွားတယ်သူတရားတရားဟောပြီးတဲ့အချိန်မှာသူဘာဖြစ်သွားတယ်လဲလို့တောတတ်သူဖြစ်သွားတယ်သူတွေ့တယ်သူသိတယ်တော့တော်တော်များများဓမ္မလို့အတ္တလို့သူရမတ္တကမတော်ဆက်စားမယ်လို့ပြောတော့ လာဘုရားကသူ့ဘာသာစီလာဘာနဲ့လာလဲဖယားကိုဖန်ဆင်းတာသူ့ကိုသူဖယားကိုဖန်ဆင်းလို့သူ့ရကထားစီကိုပြန်ရောက်ဖယားကပြန်ကြောက်သွားတယ်ဖယားပြန်ကြောက်ပြီးကြာခင်မှာပဲအဲဒီမာနကရောက်ဖယားဖဖယားတို့ဟန်ဆန်တို့ဟန်ဆန်တို့လာတာကိုလာတော့သူ့ရကကတော့တော်တော်တည်သွားတဲ့ပုဂ္ဂိုလ်ရေနာတော့တော့တားကြည့်နေသွားတယ် အာဘုရားကတော့ပြန်တော့ပါတယ်သူပြန်ရောက်မှာကိစ္စရှိလို့ဖြစ်မယ်လို့ဟိုဆင်းရဲကြိုးရတော့ပြန်ရှင်ရဘုလိုကြည့်လို့ညစာပြရပါဘာပြန်ထမှာလူရှိပါလားရှောက်တော့အေးနောက်ဘုမနာကဖရားဆောင်နေပေါ့ကငါဘာမှတော့လူရှိဘူးဒါပေမဲ့ငါခုနကဟောတဲ့တရားမှားသွားတယ်အပြောဖရားဖရားကဘာခေါ်လဲလဲဆိုရင်ဒီခန္ဓာပြင်ဆက်ခန္ဓာခန္ဓာတစ်ခုလုံးက အပိစမမြဲတဲ့သဘောဒုက္ခဆင်းရဲတဲ့သဘောအနတ္တအဆူမြဲတဲ့သဘောဒါကိုသူခေါ်လိုက်အဲ့ဒီတရားပြီးမှသူ့ရမထာကသောတာပန်ဖြစ်သွားတယ်လက္ခဏာရဲ့သုံးပါးသဘောပေါက်သွားတာမမြဲတဲ့သဘောစသည်ဖြင့်အဲ့ဒီလက္ခဏာရဲ့သုံးပါးသဘောပေါက်သွားတဲ့အတွက်ကြောင့်သောတာပန်ဖြစ်သွားတယ်အာအတ္တဘုရားပြန်ဆက်စားတဲ့ပုံကအခုနကခေါ်ရတဲ့တရားမှားသွားတယ်ငါကအာအရာအမှုကအနိစ္စဒုက္ခအနတ္တလို့ခေါ်ထားတယ်တကယ်တော့အဲ့လိုဘုဘူးတဲ့မနမနာ အဲ့လိုမဟုတ်ဘူးတချို့ကမမြဲတယ်တချို့ကမမြဲဘူးအဲ့လိုရှိတယ်အကုန်လုံးမမြဲတာကြောင့်မဟုတ်ဘူးမြဲတာလည်းရှိရဲ့လို့အဲ့လိုခေါ်ရတယ်သူရမတာသဘောပေါက်တာဒီဒီလူကဖယားမဟုတ်ဘူးဖယားတော့ဆိုတော့မန္တပဲချက်ချင်းဒီကောက်ပြတယ်မင်းမန္တဆိုတော့ဟုတ်တယ်အဲမင်းလိုလို့ဘာပြောနေလက်ကလာတရားကိုမင်းလိုလို့ဘာပြောနေမင်းလိုလို့ဆိုပြအရောက်တစ်ထောင်တစ်သောင်းတစ်သိန်းကလက်မန္တရဲ့တရားတရားကိုချက်ပြရအောင် လက်ဖြောက်တိတဲ့တယ်မနာပြောက်သွားတယ်။ဟုတ်ဆိုတော့ဒါကြောင့်နောက်ဆုံးမှာသူ့ကိုအေးကလည်းမှပဲဘုရားကယရဏသဘောကိုကြည်ညိုစိတ်ကတဲ့နေရာမှာယရဏသဘောကိုကြည်ညိုတဲ့တရားတရားအများမှာသူရဘာထတဲ့သာလေးစုမရှိဘူးသူရဘာထပြည်ပြနဲ့ယရဏသဘောကိုခိုင်ခိုင်မြဲမြဲ ကိုယ်ဝယ်စိကတဲ့လူကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်ကြောင်းပိဿလည်းမှာအေးတဲ့ဘွယ်သူချီးကျူးတယ်လို့ဆိုတော့ချီးကျူးတယ်အဲချီးကျူးပုဂ္ဂိုလ်ခံရတယ်။ဘာကြောင့်ဘာအဲ့လိုဖြစ်ရမလဲ။သူဖြစ်ချင်တဲ့အဲ့လိုဘွယ်သူရဖို့လေဘဝကောင်းများစွာဗုဒ္ဓသာသနာကိုကြုံတဲ့ကြုံတဲ့ကြုံတဲ့ဒီကုသိုလ်ပါရမီဖြစ်စီခဲ့တဲ့ဥတီချက်ထားပြီး အဲ့ဒီရာထူးဒီကျက်ထားလုတ်တဲ့လုတ်ထက်တဲ့ကုသိုလ်တရားကိုလုတ်ဆောင်ခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးတောတဘာဖြစ်သွားတဲ့တရားလေးကမတ်တောတဘာဖြစ်သွားတဲ့ခုနသူလူချေတဲ့အဝဆပ်ကန္တအမျိုးနဲ့မတော်မလို့ကျန်တာသုံးဖို့မတော်မလို့သက်ဝင်ကြီးညိုတဲ့အထက်မှာသူအသာဆုံးဆိုတဲ့ရာထူးကိုရရှိပေါ်တာဖြစ်ပါတယ်အဲဒါကြောင့်ဒီလူရှင်များမိမိတို့ပြုတဲ့သာသနာတော်နဲ့ကြုံတဲ့အခိုင်ပြုတဲ့ပြုတဲ့ ပုဂ္ဂိုလ်တရားတွေပြုလုပ်နေဖြစ်ဖြစ်လို့ကြာအမိတို့မြောပတ်ရဲ့ဤမတ်တဲ့ဝထလူချင်းတဲ့ခုကိုအခိုင်အမာဤမောချက်ထားပြီးပြုလုပ်ရဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်တရားစွာရှိတဲ့ချိန်မှာပုလူချင်းရဲ့အရာပုဂ္ဂိုလ်တရားကဖြစ်စီပြီးမှဖြစ်ပါတယ်ပုတိချက်ပေါ့ဒါပုဂ္ဂိုလ်ပုဂ္ဂိုလ်လုပ်ရဆိုတကယ်တော့မိမိလူချင်းတဲ့အရာကိုရဖို့အတွက်အရင်ချင်းစုဆောင်းနေတာဖြစ်ပါတယ် ဆရာဝန်ဖြစ်ခြင်းဆရာဝန်နဲ့သိတော်တဲ့အရင်ချင်းကိုမှရှိရဆရာဝန်နဲ့သိတော်တဲ့အရင်ချင်းရှိမှဆရာဝန်ဖြစ်နိုင်တယ်လို့ဖြစ်နေမှာအဲ့လိုပဲအခုကုလူချင်းရဲ့ခန္ဓာသုတ္တုစုမြရရပေါ်တဲ့ကအဲ့ဒီသုတ္တုစုမြရကိုဖြစ်စေနိုင်တဲ့အရင်ချင်းကိုစုဆောင်ရမှာဖြစ်ပါရဲ့သူရဘာသာစုဆောင်တယ်လို့အဲစုဆောင်ပါရမီအားတောက်သေးတာတဲ့ကမှာသူလူချင်းတော်ကဒါကလေးလူလူရပါနိုင်တယ်ဖြစ်ပါလေရပါတဲ့မင်းလေးလူရှင်များ ိမိတို့ဘုဒ္ဓသာသနာတော်နဲ့ဒီကြုံကြတဲ့အခါဘုဒ္ဓသာသနာတော်ကြီးကိုပူဇော်တော်ချီးမြှောက်တော်အဖြစ်ဒီနေ့သူတင်ပြီးတဲ့တော့ဒါနပုစုတိလကိုဘာဝနာပုစုတွေကိုအတိအသေးပြုလို့အထုပ်ပြီးဖြစ်လို့နှလုံးသားထဲမှာကုသိုလ်အားတွေဆုဆောင်ထားပြီးဖြစ်ပါတယ်ဆုဆောင်ထားရှိတဲ့ ကုသိုလ်ရဲ့အစွမ်းတတ်တဲ့အင်အားကြောင့်မိမိတို့လူကျင်တဲ့ခြားသာဒုက္ခအဝါအဝါတို့ကိုလူကျင်တဲ့အရာအားလို့ကိုဗာရမီအင်အားတောက်တဲ့လာတဲ့ခံမှာဒီဒီရောက်ရှိရရှိနိုင်ကြစေကုန်တည်းကဲဒီစကြာဟောစုပ္ပန္နေစုမေဣဒံဝိပုညံဣဒံဝိပုညံ နိဗ္ဗာန်တတ်ပစ္စယောဟောတုဒုက္ခတာပစ္စယောဟောတုဒိဋ္ဌိယဟုဘုဒ္ဓမြတ်စွာဘုဒ္ဓမြတ်စွာအနန္တကြီးကိုဘုဇောထောက်ပံလူတရားတော်ဤကောင်းမှုသည်ဤယံကိဝါဤယံကိဝါဘုစိတ်မြဖြာဘုစိတ်မြဖြာကျောင်းမှာချက်တာကြောင့်

trong sự tập trung ra tập trung nhà a anh nhà bị bị cha ba bôi anh nhà già già đi u sinh về phía cha má cháu là Adi, Adi, Adi.